နဖျားပွဲတွေဟာဝတ်တချက်တတ်နဲ့သားတွေတက်ပြီးတော့အင်္ဂါတွေပင့်ပြီးတော့ဆွံ့ကြွေးကြတယ်ဘာလို့ကြတယ်ဧည့်သည်တွေအဲ့ခံကြတယ်ဒီလိုတွေဖြစ်တာပေါ့အဲ့ဒါကြောင့်မလို့တန်းတော်တွေတက်ပြီးတော့ဌာနကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်တတ်တဲ့အပိုင်းကတစ်ပိုင်းဌာနကောင်းမှုလုပ်တာတစ်ပိုင်းတတ်တဲ့အပိုင်းကအကုသို့ဖြစ်တယ် ဒါနကောင်းမှုလုပ်တာကုသိုလ်ဖြစ်တယ်။အဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဒါနရလိုက်တာကနည်းနည်းငရဲရှိတာကများများလား။အဲ့ဒါကိုရည်ရွယ်ပြီးတော့ဒီမှာကုသိုလ်တပည့်ငရဲရိတ်တာလို့ပြောတယ်။နော်။ကုသိုလ်ကတပည့်ငရဲရတပည့်။ကြားမှုကြောင့်ပါလိမ့်မယ်။အမျိုးသမီးတယောက်အိမ်ကိုဧည့်သည်ရောက်လာ။အဲ့ဒီနေ့မှလည်းအသားမပေါ်ရဥရိယအသားပဲပေါ့ အရောက်လာတဲ့ဧည့်သည်ကိုလည်းသူကခင်းကောင်းနဲ့ဧည့်ခံတယ်။အိမ်မှာမွေးထားတဲ့စိတ်ကလေးကိုလည်းလေးပြီးတော့ချက်တယ်။အဲ့ဒီအမျိုးသမီးဟာဘဝတိုင်းဘဝတိုင်းမှာသူကဒီလည်းလေးပြီးတော့ချက်လိုက်လို့ငရဲတော့သူကြားကျသွားပြီးငရေကလွတ်တဲ့အခါကျတော့ဇက်ပြက်ဇက်ပြက်ပြီးတော့တည်ရတဲ့ဘဝနဲ့ ခံရမှုလို့တချို့ကပြောစိတ်ပွေးအမြခံရတယ်ဒီတချို့ကထင်ကောင်းထင်လိုက်မယ်ကိုကတခါတည်းတတ်တာဘာဖြစ်လို့ဒီလောက်ခံရတာလူရဲ့တဏ္ဍာမဖြစ်တဲ့စေတနာအဲဒါမှမဟုတ်ဘူးအဲ့ဒါမေးလို့ရှိရင်ကိုပြန်မေးရလိမ့်မယ်တရားပင်ဆိုင်တဲ့အခါမှာဒစီတဲ့ဆိုင်အပင်အသီးတော့တစ်လုံးနဲ့သိတယ်မှာတော့အများကြီးသိတာ ဲလုပ်ပေမဲ့လို့အများကြီးရတယ်ဆိုဖြေရှာတယ်နော်အများကြီးရတယ်ဆိုဖြေရှာတယ်သူရဲ့တဏ္ဍမှာစိတ်စေရနာတွေကမျောများစွာဖြစ်တယ်ကက်ဖြစ်တတွေ့အတွင်းမှာဂရေတသိန်းလောက်စေရနာပေါင်းမှာဂရေတသိန်းလောက်ဖြစ်သွားတယ်အဲ့ထက်မဲ့အကျိုးပြုနိုင်တဲ့စေတနာတွေများများစွာပါပဲ။ဒါကြောင့်မို့မြတ်စွာဘုရားကကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းတိရစ္ဆာန်ကိုပြုလို့ရှိရင်အစတရားနဲ့ ိုရှင်တရားမကောင်းတဲ့လူတရားကိုလူရင်အစတထောင်းတဲ့ဒီလိုပြောတာနော်အဲ့တော့ခုနကအကုသိုလ်လုံးတွေလုံးလို့အကုသိုလ်တွေဖြစ်လာပြီဆိုလို့ရှိရင်ဒီလိုပဲခံရကဲအဲ့ဒီအမျိုးသမီးကဧည့်သည်ကိုကျွေးမွေးအပ်ခံနေမှာဒါကုသိုလ်ပဲကျွေးခြင်းမွေးခြင်းပဲမှန်တယ်ဒါကုသိုလ်သို့သောစိတ်ကလေးကိုတတ်လိုက်တာတော့အကုသိုလ်ပေါ့ အဲ့ဒီအကုသိုလ်ကိုခံရတယ်ကုသိုလ်ရဲ့အကျိုးခံရတာဘယ်လောက်မထင်ရှားပဲနဲ့လူဘဝရလာတိုင်းရလာတိုင်းသို့မဟုတ်ဘဝတစ်ခုရတိုင်းရတိုင်းဇက်ပြက်ဇက်ပြက်ပြီးတော့တည်ရ